်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လေကူးမျိုးနယ်ကတရေပူအုတ်ချုပ်ရေမှုယုံတိုက်ခိုက်မှုနှစ်ဦးသေဆုံးတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရန်ကုန်မြို့လေကူးမျိုးနယ်ကတရေပူကျေးရွာအုတ်ချုပ်ရေမှုယုံတိုက်ခိုက်မှုမှာအုတ်ချုပ်ရေအဖွဲ့ဝင်တဦးနဲ့ဖြူစောတီတဦးသေဆုံးတယ်လို့ရန်ကုန်အာမီအဖွဲ့တာဝန်ရှိသူကပြောပါတယ်အုတ်ချုပ်ရေပိုင်းကတရောင်နောက်တကောင်ကဖြူတကောင်လွင်ထွက်သွားတဲ့နှစ်ကောင်စလုံးသေပါတယ် ရေပြင်သတင်းအတီးကြရတာပဲလို့ပြောပါရယ်ဒီစစ်စင်ရေးကိုအောက်တိုဘာ18ရက်ည9နာရီလောက်မှာရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကာဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာပေါ့ပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ပုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးဖောက်ခွဲချိန်မှာနှစ်ယောက်လုံးလွင့်ထွက်သွားတာကိုမြင်ခဲ့ရတယ်လို့ရန်ကုန်အာမီကထုတ်ပြန်ထားပါရယ်အဲဒီစစ်စင်ရေးမှာစစ်ကောင်စီဘက်ကထိခိုက်မှုနဲ့ပတ်သက်ပြီးလူထုနေဦးအနေနဲ့တီးကြတီးပြနိုင်တာတော့မရှိသေးပါဘူးမြေပြင်သတင်းတွေပေါ်ပြပေးနေတယ် Fly Info ရဲ့ Telegram Channel မှာတော့အော်တိုဘာ18ရက်ညကဖဲကူးမျိုးနယ်မှာပောက်ကွဲမှုဖြစ်ကြောင်းဒေတာကန်ရဲ့သတင်းဖေးဖို့ချက်ကိုဖော်ပြထားတာတွေ့ရပါတယ်။စစ်စင်ရေးကိုအနောက်ပိုင်းထိုင်ဖက်ကဖက်ကလည်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ပြစ်မှတ်အလုံးကိုတိုက်ခိုက်သွားမယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ကအော်တိုဘာ15ရက်ကလည်းမင်္ဂလာတုံမြို့နယ်ကြံဖို့ယုံကိုဖောက်ကွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် ်ဩဂုတ်နဲ့စက်တင်ဘာလ2လအတွင်းမှာစစ်ကောင်စီရဲ့ရွှေခောက်ဘွဲနဲ့ပတ်သက်ပြီးခူညီလုံဆောင်နေတဲ့အုပ်ချုပ်ရေးမှူးရုံးတွေအပါအဝင်စစ်ရေးပြစ်မှတ်73ခုကိုမျိုးပြအဖွဲ့တွေကတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်ဆက်လက်ပြီးနေရီခံပြူဟာ AAFP သိမ်းနေပြည်တော်ကိုမီးစိမ်းပြနေပြီဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အာရကတက်တော် AA နဲ့မဟာမိတ်တပ်တွေအပီးသက်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့နိုင်ရီကန်ပြူဟာတိုက်ပွဲအကြောင်းဒီတစ်ပတ်ပြောပြပါမယ်။ရခိုင်ပြည်နယ်ကအမ်းမျိုးနဲ့မကွေးတိုင်းကဗဒံမျိုးကိုဆက်သွယ်ထားတဲ့ Everland လမ်းပေါ်မှာဗျူဟာမြောက်တည်ရှိနေတာပါ။ဒါကြောင့်နေရီကန်ဗျူဟာကမကွေးတိုင်းရဲ့ဝင်ပေါက်ဖြစ်တယ်လို့ရခိုင်ပြည်နယ်အန်းကိုထိုးစစ်ဆင်ဖို့အတွက်လည်းအရေးကြီးတဲ့နေရာဖြစ်ပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတည်ရှိခဲ့တဲ့အမ်းမြို့ကိုအာရကတပ်တော် AA က2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပြီးသက်သိမ်းယူခဲ့တာဖြစ်ပါတယ်။အမ်းမြို့တိုင်းတိုက်ပွဲမှာဒုတိယတိုင်းမှုဘုံမူးချုပ်တောင်ထွန်းနဲ့တိုင်းဦးစီးချုပ်ဘုံမူးချုပ်ကြော်ကြော်တန်းအပြင်စစ်တုံးပန်းရာချီပြီး AA ကဖမ်းဆီးခဲ့ပါတယ်။ ကြပြင်စစ်တုံပန်ဘုံမူးချုပ်တက်ရောက်ကအာနာသိန်းစစ်ကောင်ဆောင်ဘိုးချုံမူကြီးမြောက်လိုင်းကိုလက်နက်ချဖို့တိုက်တွန်းတဲ့အထိ AA ရဲ့မျိုးသိန်းစစ်စင်ရေးတွေကအောင်မြင်ခဲ့ပါတယ်။ AA ကအမ်းမျိုးသိန်းတိုက်ပွဲကိုစက်တင်ဘာလ26ရက်မှာစတင်ခဲ့ပါတယ်။၃လနီးပါးကြာထိုးစစ်အတွင်းနှပခါရောမျိုးနယ်တစ်ခုလုံးကိုပါသိမ်းပိုက်ခဲ့ပါတယ်။ကြပြင်ရိုးမာလန်အတိုင်းတက်လာသည်။စစ်ကြောင်းတိုင်းကိုလည်းချေမုံခဲ့ပါတယ်။အမ်းမျိုးသိန်းပြီးဂွားမျိုးကို2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာ AA ကသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာဂွားမျိုးနဲ့ဆက်ဆက်နေတဲ့အေယာဝတီတိုင်းရွှေတောင်ရံဘက်ကိုအေအင်းနဲ့မဟာမိတ်တွေကထိုးစစ်ဆင်ပါတယ်။အေယာဝတီတိုင်းလိုပဲတောင်ကုန်းမျိုးနဲ့ထိဆက်နေတဲ့ဘကိုးတိုင်းအုတ်ရှိပင်မျိုးနဲ့မှလည်းအေအင်းနဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။တောင်ကုန်းအုတ်ရှိပင်လမ်းကြောတစ်လျှောက်ကစစ်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်ပါတယ်။အလားတူရခိုင်ရိုးမပေါ်နဲ့အမ်ပရန်လန်ကစစ်တပ်စခန်းတွေကိုလည်းအေအင်းနဲ့ပူးပေါင်းတပ်တွေက2025နှစ်စန်းပိုင်းမှာဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့တပ်မ88 96လောက်ကန်တပ်ရင်းတွေမကွေကပါစာမှတပ်ဖွဲ့ဝင်တွေပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမ်ပရန်လန်တျှောက်ခုခံခဲ့ပါတယ်။ဒါပေမဲ့ AA နဲ့မဟာမိတ်တွေရဲ့ထိုးစစ်ကြောင့်စခန်းတွေဇက်တိုက်ဆုံးရှုံးပြီးဇက်တိုက်နောက်ဆုတ်ခဲ့ရပါတယ်။ AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြှင့်လိုက်တဲ့2025ဖေဖော်ဝါရီလမှာတော့နယ်ရီကန်ဖြူဟာနဲ့အမ်ပရန်လန်တိုက်ပွဲတွေမှာဂျမ96ကနီးဖြူဟာမူဒုတိယဗိုလ်မှူးကြီးကြော့ကြော့တက်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20စစ်တုံးပန်းအဖြစ် AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကရာချီသေးဆုံးပြီး80ထက်မနည်းပျောက်ဆုံးခဲ့ပါတယ်စစ်တုံးပန်ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကသူပြူဟာတဲ့မှာတရင်တရင်ကိုတက်ဖွဲ့ဝင်၁၀ကဏန်းခန့်သာရှိပြီးတိုက်လို့ခိုက်လို့စိတ်နဲ့ယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့ပါတယ်။ဂျပန်မှာတော့ AA တက်ဖွဲ့ဝင်တွေကရဲစွမ်းတက်တီးနဲ့ပြေဆုံးပြီးယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့စစ်မြေပြင်အရှိတရားကို AA ထံထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ကြားပြင်အပဒန်လမ်းပေါ်ကတိုက်ပွဲတွေမှာစစ်တပ်ကအရာရှိတွေအေအေလက်ဖြောင့်သက်သက်သမားတွေကြောင့်ဒေတာကိုဇူလိုင်28ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားတစ်နေသူမျိုးကလည်းဖွင့်ချပြောပြခဲ့ပါတယ်။တိုက်ပွဲဖြစ်ရင်စစ်သားတစ်တွေကိုရှေ့ကအသေးခံတက်ခိုင်းပြီးပြန်ပြေးလာရင်ပြစ်တတ်တောင်းရှေ့မတက်ရင်ပြင်းထန်စွာအပြစ်ပေးတောင်းစစ်သားတစ်တွေကိုစစ်သားဟောင်းတွေကခွဲခြားပြီးနေတောင်းဖပြေးလို့မိရင်ပြစ်တတ်တာကစတဲ့တက်မ69အောက်ကတက်ရင်တွေထဲမှာတက်ပြက်နေတဲ့အခြေအနေကိုစစ်သားတစ်နေသူမျိုးကဆက်ပြောပါဗျ။ ကျမ69ကခုခံပေးမဲ့ဇက်တိုက်အထိနာခဲ့တာကြောင့်ထာဝရရှိဆုံးဖြစ်တဲ့ဘုံမူကျုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကမီလာစမ်းမှာပြန်ဖမ်းလိုက်ပါတော့မယ်။နေရီကံပြူဟာစစ်ခန်းသိမ်းတိုက်ပွဲဟောင်းပြီးခဲ့တဲ့မလကုံမှာတော့ခိတ္တရက်တန်သွားပါသေးတယ်။မလ28ရက်နေ့ကဇက်ကိုင်းနဲ့မန္တလေးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အရေးပေါ်ကဲဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးနဲ့အတွေ့အေအေကယာယီအဖြစ်ခတ်ရက်စဲခဲ့တာပါ။အဲ့ဒီအချိန်မှာပဲစစ်ကောင်စီကအင်အားတွေဖြည့်ခဲ့ပါတယ်။ဒါပေမဲ့အေအေနဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်တင်တာနဲ့ စစ်တပ်ခန့်စစ်စခန်းတွေဇက်တိုက်လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။စက်တင်ဘာလမှာတော့တပ်မ69အထိနာလာပြီးဖြစ်တာကြောင့်ရှမ်းပြည်နယ်အရှိတောင်ပိုင်းမိုင်းပတ်မြို့မှာအခြေစိုက်တဲ့စစ်စင်ရေးကုတ်ခဲမှုဌာနချုပ်စက်ခွနစကခခ16လက်အောက်ကတန်ရင်တွေကိုနဲ့ရေကန်ပြူခါနဲ့အမ်ပတန်လန်ကစစ်စခန်းတွေကိုလဲလှယ်ပို့လိုက်ပါတယ်။စစ်ကောင်စီတပ်ဟောင်းတပ်မ69ရဲ့အရှက်ကိုဖုံးကွယ်ဖို့လှုပ်ကြံဇက်လန်တွေနဲ့ဝါရဖြန့်ခဲ့ပါတယ်။ ကျမ69လောက်ကန်ခမရ100ကိုဟာပြီးခဲ့တဲ့စက်တင်ဘာလဇန်မှမိခင်တရင်စီပြန်ခဲ့ပြီးအောင်ပွဲနဲ့ပြန်လာတဲ့အောင်ကြိုးဆိုးရေးလုပ်ပြခဲ့ပါတယ်။ AA ကိုတိုက်ခိုက်ဖို့အမိန်ပေးခံရတဲ့စကခ19လောက်ကန်တရင်တွေဟာမရေကန်ဖြူဟာနဲ့အမ်ပရန်လန်တိုက်ပွဲတွေမှာအလူလဲခံရပါတော့တယ်။စစ်ကောင်စီကစကခ19လောက်ကန်တရင်တွေဖြစ်တဲ့ခမရ984ခမရ969ခမရ955ခမရ989ခမရ920ခလာရ295တရင်က စစ်သားတွေနဲ့အတူစစ်မှုတန်းတင်းတန်းစင်စစ်သားတစ်အများပြားကိုဆေးလုတ်ခဲ့တာပါအင်အားဖြည့်တင်ပြီး AA နဲ့မဟာမိတ်တွေထိန်းချုပ်ထားတဲ့စက္ကန့်တွေကိုစက်တင်ဘာလဆန်းမှာပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အတိစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့စက္ကခ18ရက်တန်ပြန်ထိုးစစ်တွေကို AA နဲ့မဟာမိတ်တွေကရိုက်ချုပ်ပြီးထိုးစစ်ကိုအရှိန်မြှင့်လိုက်ပါတော့တယ်။နေ့ကံဖြူဟာရဲ့အဓိကခန့်စစ်စက္ကန့်နှစ်ခုဖြစ်တဲ့ဂုံကြီးစက္ကန့်နဲ့ဖိုက်တာဂုံကိုစက်တင်ဘာလခုံပိုင်းနဲ့အော်တိုဘာလဆန်းပိုင်းမှာ AA နဲ့ပူးပေါင်းတပ်တွေသိမ်းယူပြီးတဲ့နောက်ပိုင်း ဖြူဟာတဲကစစ်ကောင်စီအရာရှိတွေဟာအော်တိုဘာလ9ရက်နေ့ကရဟန်းညီတွေနဲ့စုခွာသွားတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။လက်ရှိမှာတော့နှဲ့ရီကံဖြူဟာကိုအပီးသက်သိမ်းပိုင်နိုင်ဖို့လက်ချန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းလင်းတိတယ်လို့လည်း AA ကအော်တိုဘာလ15ရက်ညမှာထုတ်ပြန်ခဲ့ပါတယ်။နှဲ့ရီကံဖြူဟာကုန်းကိုအပီးသက်သိမ်းပိုင်နိုင်ဖို့လက်ချန်နေရာအချို့သာကြံတော့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကစင်ကလျားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီးလက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီလက်ခံထားကြောင်းအတည်ပြုထားပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ9000ဝန်းကျင်အမြင့်မှာတည်ရှိတဲ့နေရီကန်ပြူဟာမှာစစ်တပ်ကအရင်ကရခိုင်ရိုးမှအနောက်ချမ်းနိုင်ငံဧရိယာတွေအတွက်လေကြောင်းရန်ကာကွယ်ဖို့ရေဒါဘာတပ်ဆင်ခဲ့တာပါ။ A ကထိုးစစ်စတင်ခဲ့တဲ့ဖေဖော်ဝါရီလမှာပဲ AA ရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့စစ်တပ်ဟာနေရီကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာတပ်ဆင်ထားတဲ့ရေဒါတွေကိုဖြုတ်သိမ်းပြီးရွှေ့ပြောင်းလိုက်ပါတော့တယ်။ PAD Aliwani Radar လို့ခေါ်ပြီးအကွာဝေးကီလိုမီတာ250မိုင်နဲ့ဆိုရင်155မိုင်အထိစောင့်ကြည့်ထောက်လန်းနိုင်တဲ့အဲ့ဒီ Radar ဟာ Bangladesh နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လန်းဖို့တပ်ဆင်ထားတာ ဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့အလုံချုပ်ရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်နှည့်ရကန်လီချောင်းရန်ကာကွယ်ရေးစခန်းကိုခြေလင်းပြူဟာကုန်းအဖြစ်ဖွဲ့စည်းပြီးခုခံဖို့ပြင်ခဲ့တာပါ စစ်ရေးသတင်းကိုတိုးတိုးသိသိထားတတ်တဲ့ AA ကနိုင်ရည်ကန်ပြူဟာကိုခြေမုံနဲ့တိုက်ပွဲသတင်းတွေပြင်ပကိုအကျယ်တဝက်ထွက်မလာပေမဲ့အတွင်စီမှာတော့စစ်တပ်ဟာစိတ်ပိုင်းရော့ရုပ်ပိုင်းပါရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ပါတယ်။စကန်သိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတုံပန်းတွေထပ်မံဖမ်းမိထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဟာအမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားတဲ့စစ်စင်ရေးပြက်စီးသွားပြီဖြစ်တယ်လို့မကွေးတိုင်းအနောက်ကျန်းကိုလည်းတော်လန်ရေးအင်အားစုတွေကနေပြည်တော်စုံမမှုအပြေးအဝရရှိဖို့လမ်းပွင့်သွားပြီလို့အေအေရဲ့မဟာမိတ်တပ်တွေကပြောပါတယ်။ ။စီးလိလသူတအူးကတော့အဲ့ဒါနှက်ရီကန်ရပြီဆိုတော့အောက်လွင်ပြင်ကိုစီးသွားပြီ။ဗဒန်းလွင်ပြင်ကိုစီးသွားပြီ။ဗဒန်းကအမြောက်တက်ဌာနချုပ်တစ်ခုရှိမယ်။ပောက်ကစတွေရှိတာကိုအဲ့ဒါကိုစိုးမိုးသွားပြီးချက်ချင်းကြီးတော့ဆင်းလာနိုင်မှာမဟုတ်ဘူးပေါ့ဗျာအဖို့ကိုချုပ်ကင်ပြီးသွားရင်အခြေကုတ်ယူပြီးသွားရင်တော့တဖြည်းဖြည်းဆင်းလာရတာလွယ်သွားတာပေါ့စစ်တပ်အနေနဲ့ကြခတ်သွားပြီးစစ်တပ်ကိုအများကြီးချိန်ချောက်နိုင်တာပေါ့ကာပါစရီကိုချိန်ချောက်ပြီးသွားပြီးအတိုက်ခံရဖို့ပိုနီးလာတာပေါ့လို့သုံးသပ်ပါတယ် ကြပြင်စစ်တပ်ကြွေးကြော်နေတဲ့တောင်ကုတ်တုံအန်းတို့ကိုပြန်သိမ်းဖို့အလံဝေးသွားပြီလို့သူကသုံးသပ်ပါတယ်။ကြာပြင်နေရီကံပြူဟာကနေ၁၀မိုင်ကျော်ပဲဝေးတဲ့ဗဒန်းမြို့ပါမှာကြာဖို့စစ်တပ်ကတပ်မတစ်ခုထပ်ပြင်ခံစစ်ပြင်ဖို့ပြင်နေရပြီလို့အထက်ပါစစ်ရေးလှလာသူကဆက်ပြောပါတယ်။မြေပြင်တိုက်ပွဲတွေမှာလည်းပြူဟာကြကြတိုက်ပွဲတွေပေါ်ဆောင်နေရတယ်လို့စစ်တပ်စစ်စင်ရေးတိုက်ပွဲမှာတပြိုင်နက်တည်းပေါ်ဆောင်နေတဲ့အေအေရဲ့နေရီကံပြူဟာသိမ်းတိုက်ပွဲဟာအပီးသက်နိုင်ဖို့လက်တကန်အလို့ကိုရောက်နေပြီလို့တိုက်ပွဲဝင်နေတဲ့တော်လန်ရေးရဲဘော်တို့ကပြောပါတယ်။ AA နဲ့အတူကူပေါင်းတိုက်ခွဲဝင်နေတဲ့ PDF တအူးကတော့ထိုင်းတီဘတ်6တန်းစုနဲ့နယ်ရီကန်ပြူဟာနှစ်ခုမှဘဲဟာကိုယူမလဲဆိုရင်နယ်ရီကန်ပြူဟာကိုယူမယ်ဒီဟာကစစ်ကောင်စီရဲ့အရှိုက်တဲ့ကိုထိုးနှက်တာဖြစ်တယ်လို့ဆိုလိုက်ပါတယ်စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာအကွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်